မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ရွှေစာရံကျွော်ရှိနှစ်စဉ်ကျင်းမာမြေဖြစ်တဲ့သမိုင်းဝင်ရွှေစာရံဖျားပွဲတော်ကိုတပေါင်းလာပြည့်နေ့မတ်လ၁၂ရက်နေ့မှာလာပြည့်စော်၉ရက်နေ့မတ်လ၂၁ရက်နေ့ထိကျင်းမာသွားမှာဖြစ်ပါတယ်။ရွှေစာရံဖျားပွဲတော်မှာတပေါင်းလာပြည့်နေ့ဟာအစီအကားဆုံးရက်ဖြစ်တော်လဲပွဲတော်မစတဲ့မီတပေါင်းလာဇန်၇ရက်ခန့်မှစတဲ့ကအနေနဲ့အရင်ရက်မှာဖျားဘူးလာရောက်သူတွေပွဲတော်လာရောက်သူတွေနဲ့စီကားလျက်ရှိပါတယ်။ရွှေစာရံဖျားမဟုတ်ရှိရှိမုတ်ခေါင်းရောက်ချသူတအူးကရက်ရှိကျင်းမာတဲ့ပွဲဖြစ်တဲ့အတွက်ပွဲမစခင်တပတ် က်လောက်လိုကလေးကအနေနဲ့ရရက်ကလာတဲ့ဖျားဖို့ဧည့်သည်တွေပွဲတော်လာသူတွေနဲ့တဖြည်းဖြည်းစဆင်နေပြီဖြစ်ကြောင်းတချို့လူတွေကလူအရန်ကြက်တဲ့ပွဲတော်ရက်တွေမှာမလာကျင်ကြလို့အစောကြီးဂျိုလာပြီးဖျားတရကမာရီဖြစ်တဲ့အမတော်စောမွန်လာကိုကတော့ပွဲထိုးတာတွေပန်းဆက်တာတွေလုပ်ကြကြောင်းနဲ့မြို့ပေါ်အနီးဝန်းကျင်ကသူတွေကလည်းပွဲတော်မတိုင်ခင်ရက်တွေကလေးကလာရောက်မှုတွေရှိပြီးအစီအစုံရက်ဖြစ်တဲ့လာပြင်းနေကတင်းငွေနေနေဖြစ်တော့ပိုပြီးစီကားနိုင်တယ်လို့ပြောပါရယ်ရွှေဆိုင်ရန်ဖျားပွဲတော်ကိုလာရောက်ကြသူတွေအနေနဲ့ပွဲစင်းတဲ့လျှောက်ကအမတ်တရားပစ္စည်းဖြစ်တဲ့ ဲ့ထန့်ရွက်ပတိထန့်ရွက်ကတောင်သူသုံးဖြစ်စည်းများရှမ်းပြည်နယ်မှာလာရောက်ရောင်းချတဲ့ဆေးဘက်ဝဲတူဦးတစ်ဖို့များရိုးရအစားအစာဖြစ်တဲ့မုတ်ခေါင်အုံကရီကရစတဲ့စားတော့ဖွေရနဲ့လူသုံးကုန်ပစ္စည်းတို့ကိုဝယ်ယူစားတော့ခြင်းအပြင်ဒေါထဝတီမြေအတွင်းသို့ငှက်လေစည်းခြင်းအပျော်ရည်ကစားခြင်းများပြုမှုဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ရွှေဆောင်ရံဖျားပွဲတော့ပျော်ပွဲရှင်ပွဲအနေနဲ့တပေါင်းလာမျိုးကျော်9ရက်6ရက်9ရက်8ရက်နေတွေမှာကြီးကျင်ပွဲအဖြစ်ဇပွဲကပြဖြစ်ဖြစ်မှာဖြစ်ပြီး လာပြည့်ကျော်9ရက်နေ့နန္ဒပိုင်းမှာရွှေစာရံကျေးရွာအုပ်စုလေးစုရှိကျေးရွာဖုံးတော်ကြီးကျောင်း28ကျောင်းမှတန်ခါအပါ180ပါးစွန်းတပိတ်လာလူချင်းနေပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါဗျာ။